ခန္ဓာဇေယပုံမှာဝေဒနာဧည့်သည်များတဲ့ဒကာဓမ္မတို့ဦးဇင်းတို့ရဲ့ခန္ဓာကိုယ်ကြီးပေါ်ကို ဝေဒနာတရားတွေဟာအကြောင်းအားလျော်စွာရောက်လာကြတယ်။အဲ့ဒီဝေဒနာတရားဆိုတာလူတိုင်းလည်းပြောနေကြတယ်။ဝေဒနာဆိုတာဘာလဲလို့မေးရင်ခံစားမှုအဲ့ဒီဝေဒနာကိုမြတ်စွာဘုရားကအမျိုးမျိုးဟောတယ်ဝေဒနာကိုနှစ်ပါးလဲဟောတယ်ရှိတယ်ဒုက္ခဝေဒနာဒုက္ခဝေဒနာ သုံးပါဟောတာလည်းရှိတယ်ဒုက္ခဝေဒနာဒုက္ခဝေဒနာဥပေက္ခဝေဒနာငါးပါးဟောတာရှိတယ်ဒုက္ခဝေဒနာဒုက္ခဝေဒနာသောမနတဝေဒနာဒေါမနတဝေဒနာ ဥပေက္ခဝေဒနာလို့ငါးမျိုးဟောတာလည်းရှိဟုတ်လားဤစကုတ္တဖတ္တဇာဝေဒနာ မျက်စိနဲ့ပတ်သက်ပြီးတော့ဖြစ်တဲ့ဝေဒနာနားနဲ့ပတ်သက်ပြီးတော့ဖြစ်တဲ့ဝေဒနာမျက်စိနားနာလျှာကိုယ်စိတ်နဲ့ပတ်သက်ပြီးတော့ဝေဒနာ၆ပါးဟောတာလည်းရှိအမျိုးမျိုးတတ္တဝါတွေရဲ့ လူဆန္ဒအစ္ဆာတရားကိုလိုက်ပြီးတော့ဝေဒနာတွေကိုအမျိုးမျိုးဟောတယ်နော်။ဦးဇင်းတို့၅မျိုးလောက်ရှင်းပြဒုက္ခဝေဒနာခန္ဓာကိုယ်ပေါ်မှာဖြစ်တဲ့ဝေဒနာနော်ဒုက္ခဝေဒနာသိတာတယ်ထင်ရှားတယ်ဘလောက်ထိသိတာလဲဆိုရင်အော်ရဟိယငိုရယူရညီးရညူရလောက်အောင်သိတာပဲဒုက္ခဝေဒနာတကယ်ပြင်းထန်လာပြီဆိုရင်အဖေကေပါအမေကေပါလူ့လိမ်နေရလောက်အောင်ပြင်းထန်တယ်ဒုက္ခဝေဒနာဘယ်မှာပေါ်တာလဲ ဟောဒီခန္ဓာကိုယ်ကြီးပေါ်မှာပေါ်တာနော်သိတယ်နော်အဲ့ဒီဒုက္ခဝေဒနာကို လူတိုင်းကြောက်တယ်ဒီဒုက္ခဝေဒနာကိုကြောက်လို့မဟုတ်လို့ပူတာကိုကြောက်ရတယ်အေးတာကိုကြောက်ရတယ်ယောဂါကိုကြောက်ရတယ်ယောဂါဖြစ်မှကြောက်ရတယ်လဲမှကိုကြောက်ရတယ်ချွတ်ချော်မှကိုကြောက်ရတယ်တိမ်ဆောင်းမှကိုကြောက်ရတယ်အမျိုးမျိုးသောဘေးတွေကိုကြောက်ရတယ်အဲ့ဒီကြောက်ရခြင်းအလုံးတို့ဒီဘာကိုကြောက်တာလဲလို့မေးရင်ဒုက္ခဝေဒနာကိုကြောက်တယ်ပိဋကဘာကိုကြောက်တာလဲ ဒုက္ခဝေဒနာကိုကြောက်တာဒါရုပ်ပိုင်းဆိုင်ရာအပေါ်ယံဆန္ဒကိုပတ်သက်ပြီးတော့ဖြစ်လာတဲ့ဝေဒနာဒုက္ခဝေဒနာနောက်ဒေါမနတဝေဒနာတဲ့ဒေါမနတဝေဒနာဆိုတာစိတ်ထဲမှာဖြစ်တာစိတ်ရဲ့မတက်တာမှု စိတ်ရဲ့မပျော်ရွှင်မှုစိတ်ရဲ့မချမ်းမြေ့မှုစိတ်ရဲ့မကြည်နူးမှုမလန်းမှု စိတ်ထဲမှာမရွှင်မှုညှိုးငယ်နေတယ်ဝမ်းနည်းနေတယ်ပူရွှေးနေတယ်ဖြစ်ချင်တာမဖြစ်လို့အလိုမကျဖြစ်နေတယ်စိတ်တိုင်းမကျဖြစ်နေတယ် အတွေမှန်သမျှဒီဒေါမနတဝေဒနာအဲ့ဒီဒေါမနတဝေဒနာကိုလည်းကြောက်တာပဲအဲ့ဒီဒေါမနတဝေဒနာကစိတ်ထိခိုက်မှာကိုကြောက်တာကဲရဲ့ခံရမှာကိုကြောက်တယ်အရှက်ကွဲမှာကိုကြောက်တယ်ဂုံမရှိမှာကိုကြောက်တယ်ဟုတ်လားဟင်ဒကာကြီးမိုင်းမြဟုတ်လားအဲ့ဒါလို့ပတ်ဝန်းကျင်နဲ့ပတ်သက်ပြီးတော့ကိုယ့်ရဲ့စိတ်ထဲမှာကြောက်လန့်နေရတဲ့သဘောတွေဖြစ်မှာစိုးရိမ်အဲ့ဒါပါလေဒေါမနတဝေဒနာကိုကြောက်တာခံစားချက်တွေနော် စိတ်ထဲမှာမတက်မတာဖြစ်မှာရှိုးလို့သူများကဲ့ရဲ့မှာကိုမကဲ့ရဲ့အောင်ကြိုးစားရဟုတ်ရလားအဆက်ကွဲမဲ့ကိစ္စတွေမဖြစ်အောင်ကြိုးစားရဘာဖြစ်လို့လဲစိတ်ပန်းမှာရှိုးလို့စိတ်ပန်းတာကိုဘာဝေဒနာခေါ်မလဲဒေါမနတဝေဒနာနှစ်ပါးရှိပြီနော်အခြေခံလေးတွေပြောပြနေတာနောက်ဒုက္ခဝေဒနာခန္ဓာကိုယ်ပေါ်မှာဖြစ်တဲ့ချမ်းသာမှုတိတာတယ်ထင်ရှားတယ်ပြုံးနေအောင်စိတ်ထဲမှာတိတာတယ်ဆိုကြပါစို့ ိတ်အိုက်တဲ့အခါမှာရက်ခတ်လိုက်တယ်ရက်လေနဲ့ခန္ဓာကိုယ်နဲ့ထိတဲ့အခိုက်အတန့်လေးမှာကောင်းတယ်ဆိုတဲ့သဘောတည်းသိထင်ရှားတယ်ဟုတ်လားသိချမ်းတဲ့အခါမှာစောင်းချုံလိုက်တဲ့မီးလုံလိုက်တယ်သိတည်တာလေဟုတ်လားအဲ့ဒီဒုက္ခဝေဒနာအထွတ်အထိပ်ဟာဘာလဲလို့မေးရင်ကာမရတ္တကိုခံစားတဲ့ဒုက္ခဝေဒနာဟုတ်လားလူကာမတဲ့နတ်ကာမတွေပို့ပြီးတော့ချမ်းသာတယ်ဒါတော့အဲ့ဒါဒီဒုက္ခဝေဒနာနောက်ပါလဲတောမနတ္တဝေဒနာ စိတ်ရဲ့ပျော်ရွှင်မှုကြည်နူးမှုချမ်းသာမှု စိတ်တိုင်းကြမှုစိတ်ရဲ့ပြုံးမှု ဟုတ်လားစိတ်ထဲမှာဖြစ်နေတဲ့ဝေဒနာသောမတ္တဝေဒနာသူများချီးမွမ်းခံခြင်းနဲ့လူရှိသူရှိမှာကောင်းကောင်းမွန်မွန်ဖြစ်သွားစေခြင်းနဲ့အဲ့ဒါပါလေသောမတ္တဝေဒနာကိုတန်တတာဟုတ်လားအေးအဲ့ဒီတော့၄ပါးရှိပြီနော်နောက်ဥပိ္ပခာဝေဒနာဒါကလူလောကမှာအဖြစ်ဆုံးဝေဒနာပဲဘာလို့ဆိုသူကကောင်းမကောင်းမထင်ရှားဘူး စိတ်ဖြစ်တိုင်းဖြစ်တိုင်းဝေဒနာနဲ့ကင်းပြီးတော့စိတ်ဆိုတာဘယ်တော့ခါကာလမှမဖြစ်ဘူးစိတ်တိုင်းစိတ်တိုင်းမှာခံစားချက်ပါတယ်ကိုတိလိုက်တာရှိတယ်မတိလိုက်တာရှိတယ်ဒုက္ခကထင်ရှားလို့သိတယ်ဒုက္ခကလည်းထင်ရှားလို့သိတယ်ဥပိ္ပခာကြတော့တိတ်ပြီးတော့မသိဒါကြောင့်ဥပိ္ပခာဖြစ်ရင်မောဟဖြစ်တာများတယ်ဒါကြောင့်လူဘဝကြီးမှာအဖြစ်အများဆုံးဝေဒနာဒီဥပိ္ပခာဝေဒနာပဲကောင်းတာလည်းမဟုတ်ဘူးမကောင်းတာလည်းမဟုတ်ဘူး စိတ်ထဲမှာပြောတယ်လို့လည်းမရှိဘူးပြင်းတယ်လို့လည်းမရှိဘူးဒီလိုနေလိုက်တာအဲ့ဒီလိုနေလိုက်တဲ့အချိန်ကြီးမများဘူးလားများတယ်ဆရာတော်ကြီးလေဒီဆရာကြီးရှင်းပြတယ်တစ်ပင်တောတောင်ရင်းမြေပဝန်းကျင်မြင်တယ်တိတ်ပြီးတော့စိတ်ထဲမှာလှုပ်ရှားမှုရှိအဲ့ဒါဘာဝေဒနာလဲဥပေက္ခာဝေဒနာအဲ့ဒီဝေဒနာတရားတွေဟာဒီခန္ဓာကိုယ်ကြီးပေါ်ကိုဇရက်တစ်ဖွဲအသုံးချပြီးတော့တက်လာလိုက်ရှင်းသွားလိုက်တက်လာလိုက်ရှင်းသွားလိုက်ခန္ဓာကိုယ်ကြီးကလည်းတားဝဲမရှိဘူး ဇေယျကြီးကလည်းဧည့်သည်တွေကိုဟိမင်းတို့ငါဘောမတက်ခဲနဲ့လို့တားသလားအဲ့ဒီဧည့်သည်တွေပြန်ဆင်းတော့မယ်ဆိုတော့အင်ကြီးကိုဆွဲထားသေးလားသူတို့ဆင်းကျင်လဲဆင်းဖို့တက်ချင်လဲတက်ဖို့သူမှခေါ်ခွင်လည်းမရှိသလိုတားခွင်လည်းမရှိဘူးဒကာမတို့ဥစဉ်တို့ခန္ဓာကိုယ်ကြီးကလည်းအဲ့ဒီအတိုင်းပဲဝေဒနာတရားတွေကိုဖိတ်ခေါ်ခွင်မရှိသလိုတားရှိခွင်လည်းမရှိဘူးဒါကြောင့်ယဟန္တာတွေမှာလည်းဝေဒနာမရှိဘူးလားရှိတာပေါ့ရှိတာပေါ့ဒါပေမဲ့ဖြစ်ပေါ်လာတိုင်းသောဖြစ်ပေါ်လာတိုင်းသောခံစားချက်တို့သည် ဧည့်သည်တပွဲပျောက်ွယ်သွားကြတယ်ပျောက်ွယ်သွားကြတယ်မသေးကြဘူးလားသေကြတယ်အဲ့ဒီအချက်ကလေးကိုသဘောပေါက်ရမယ်ခံစားမှုဆိုတာအမြဲတမ်းမဟုတ်ပါဘူးဟုတ်လားကောင်းတဲ့လောကဓာတ်အနေနဲ့တွေ့တော့ဒုက္ခသောမနတဖြစ်တယ်မကောင်းတဲ့လောကဓာတ်အနေနဲ့တွေ့တော့ဒုက္ခဒေါမနတဖြစ်တယ်ဟုတ်လားအဲ့တော့လောကဓာတ်တရားတွေဆိုတာတွေကိုကြောက်တယ်ဆိုတာတကယ်စင်စစ်တော့ဒုက္ခဒေါမနတဖြစ်မှာကိုကြောက်ရတာ ဟုတ်လားကောင်းတဲ့လောကဓာတ်นี่မျောလင့်လိုက်တာရခြင်းလိုက်တာလက်လာပါဒီအချမ်းရံဒီအကျော်စိုးဒီဟုတ်လားချီးမွမ်းတန်ဒီဘာလို့ရခြင်းတာလဲလို့မေးရင်ဒီဝေဒနာလေးကိုခံစားခြင်းလို့ရခြင်းရဟုတ်လားအဲ့တော့ကောင်းသည်ဖြစ်စီဆိုးသည်ဖြစ်စီဝေဒနာတရားတွေဟာဧည့်သည်ပါလို့တိတဲ့လူတယောက်အတွက်ကောင်းလို့လဲပဲတက်ကြွစရာအကြောင်းမရှိ မကောင်းလို့လဲပဲညှိုးငယ်စရာအကြောင်းမရှိအင်မတန်ငြိမ်နေတယ် ငိမ့်လေဆိုရင်ငိမ့်တော့မယ်နော်ငိမ့်လေဆိုရင်ဟိုဘက်ဘာဖြစ်ဖို့လိုတော့လဲငိမ့်ဖို့ပဲလိုတယ်အဲ့ဒါငိမ့်ရင်တော့တော်တော်ကောင်းမှာပဲဟင်ဒကာကြီးမိုင်းညာအခုမငိမ့်ဘူးဗျပူလောင်နေရတယ်လှုပ်ရှားနေရတယ်ရှုပ်ထွေးနေရတယ်ဘာဖြစ်လို့မငိမ့်တာလဲဆိုတော့ငိမ့်မှမငိမ့်ပဲကိုဘာလို့မငိမ့်တာလဲဆိုတော့တိမှမတိပဲကိုခံစားချက်တွေဟာဧည့်သည်ပါလို့မတိဟုတ်လားခံစားချက်တွေဟာဧည့်သည်ပါလို့တိရင် ဒီခံစားချက်တွေရဲ့အပေါ်မှာဆွဲလန်းစရာအကြောင်းရှိကိုမရှိဘူး။အဆွဲကြီးတယ်ဆိုတာဝေဒနာတွေကိုမြဲတယ်လို့ထင်လို့အဆွဲကြီးတာ။ဒုက္ခကိုအကြီးကြီးလို့ထင်တယ်။ဗောဓိမင်းဆရာကြီးကပြောတယ်ဗျာ။တိတ်ကောင်းတဲ့စကားလေးတစ်ခုမှတ်ကြည့်စမ်းပါဦး။ဝေဒနာကချဲ့တယ်၊သင်ညာကလှဲ့တယ်။ထပ်ပြောမယ်နော်။ဝေဒနာကချဲ့တယ်၊သင်ညာကလှဲ့တယ်။ခံစားချက်တွေဟာအင်မတန်ပုံကြီးချဲ့တယ်တဲ့။ကောင်းတယ်ဆိုရင်လည်းအကြီးကြီးလို့ထင်တယ်။ မကောင်းဘူးဆိုရင်လည်းအကြီးကြီးလို့ထင်တာအကြီးကြီးလို့ထင်တော့ကောင်းရင်သိပ်ပြီးတော့ရခြင်းနဲ့အငမ်းမရအိန္ဒိယပြက်ပြီးတော့ရခြင်းမကောင်းဘူးလို့ထင်မြင်ရင်လည်းငိုလောက်အောင်ယူလောက်အောင်အဲ့ဒါကြီးကိုကွဲကွာသွားခြင်းနဲ့မြန်မြန်ပြောက်သွားခြင်းနဲ့ဒါကြောင့်ခံစားချက်တွေဟာပုံကြီးချေတယ်တကယ်တမ်းကတော့တက်လိုက်ရှင်းလိုက်အခိုက်အတန့်လေးတွေကောင်းတဲ့ဝေဒနာလေးတွေလည်းခဏလေးပဲမကောင်းတဲ့ဝေဒနာလေးလည်းခဏလေးပဲဒါပေမဲ့အဲ့ဒီခဏလေးတွေကဆက်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 ဖြစ်နေတော့အကြီးကြီးလို့ထင် တကယ်တမ်းကတော့အသေးလေးတွေပေါင်းထားတာအဲ့ဒီအသေးလေးတွေပေါင်းထားတာကိုခွဲစိတ်ပြီးတော့မကြည့်တတ်တော့အကြီးကြီးထင်ပြီးတော့ကောင်းတယ်ထင်တော့လည်းပဲတကယ်ကိုအိမ်ဒီမရမကောင်းဘူးလို့ထင်မြန်တော့လည်းပဲတကယ်ကိုအိမ်ဒီမရအေးဝေဒနာကချဲ့တယ်တင်ညာကလှဲ့တင်ညာဆိုတာကအများအမ်းလှဲ့စားတာမကောင်းတာကိုကောင်းတယ်လို့သူပဲလုပ်နေတာဟုတ်လားရှင်ရတာကိုချမ်းသာတယ်လို့သူပဲလုပ်နေတာဟုတ်လားဒါကြောင့်ဝေဒနာတရားတွေဟာ ခိတ္တခဏအခိုက်အတန့်သဘောတွေလို့သိဖို့မလိုဘူးလားလိုတယ်အဲ့ဒါလို့သိကျင်လို့ရှိရင်ဝေဒနာတွေဘာကြောင့်ဖြစ်တယ်လဲဆိုတာလေးကိုနည်းနည်းလေ့လာကြည့်ရခုဥစဉ်ဝေဒနာအကြောင်းတွေကိုပြောရတယ်နော်ဒီဝေဒနာတွေဘာကြောင့်ဖြစ်တယ်လဲနည်းနည်းလေးပါဠိလေးရွတ်ပြမယ်သက္ခုံစပဋိစ္ဆာရူပိစ္ဆာဥပိစ္ဆတိသက္ခုဝိညာဏံတိဏံသင်္ကတိတိဖတ်တော်ဖတ်တာပစ္စယဝေဒနာဝေဒနာပစ္စယတဏ္ဍာ တဏပိစယဥပါဒနာဥပါဒနာပိစယဘောဘဝပိစယဇာတိဇာတိပိစယဇရာမရဏသောကပရိဒေဝဒုက္ခဒေါမနတုပါယတာဥပိစံတိတံဘဝံတိနောက်ရွတ်တာလေးတွေတော့ကြားဘူးတယ်နော်ပထမမြတ်စွာဘုရားဘာပြောလိုက်လဲသက္ခုံစပရိစ္ဆရူပေစဥပိစတိသက္ခုဝိညာဏံတဲ့နည်းနည်းနဲ့လာပြီနော်ဟောဒီမျက်စိကို အကြောင်းပြုပြီးတော့သက္ခုံစပရိစ္ဆမျက်စိကိုအကြောင်းပြုပြီးတော့ ရူပေသအစင်းကိုအကြောင်းပြုပြီးတော့သက္ခုဝိညာဏမြင်တိစိတ်ကလေးဒီဥပ္ပစ္စတိဖြစ်လာတယ်။မျက်စိနဲ့မြင်စရာအစင်းကိုအကြောင်းပြုပြီးတော့ဘာဖြစ်လာလဲ။မြင်တိစိတ်ကလေးဖြစ်လာတယ်။ဘယ်နှခုရှိသွား၃ခုရှိသွားပြီ။မျက်စိရဲ့အစင်းရဲ့အဲ့ဒါကိုအကြောင်းပြုပြီးတော့မြင်တိစိတ်ရဲ့၃ခုဖြစ်သွားပြီနော်။တိဏံသင်္ကတိတိဖတ်တော်တဲ့။အဲ့ဒီ၃ခုရဲ့အပေါင်းကိုဖတ်တာလို့ခေါ်တယ်တဲ့။အဲ့ဒီ၃ခုရဲ့အပေါင်းကိုဘာခေါ်တယ်။ ဖတ်တလို့ခေါ်တယ်ဖတ်တဖြစ်လာရင်တော့ဝေဒနာတားလို့မရတော့ဘူးဖတ်တပစ္စယဝေဒနာအဲ့ဒီတွဋ္ဌိရင်ဖတ်တကြောင့်ခံစားချက်ဆိုတာဖြစ်လာတယ်ဝေဒနာပစ္စယတဏ္ဍာဝေဒနာဖြစ်လာရင်တဏ္ဍာဖြစ်တယ်ဒါကမိုက်မဲတဲ့ပုံကိုယ်ဒီအတွက်နော်ဒုက္ခဝေဒနာဖြစ်ရင်ထက်ဆက်ပြီးတော့ရမ်းချင်တယ်တဏ္ဍာဖြစ်တယ်ဒုက္ခဝေဒနာဖြစ်ရင်လည်းတဏ္ဍာဖြစ်တာပဲဒေါသလည်းဖြစ်တာပဲဒေါသဖြစ်တာတော့ရှင်းတယ်ဗျာဒုက္ခဝေဒနာဖြစ်ရင်ဒေါသဖြစ်တယ်အဲ့ဒါရှင်းတယ် ဒုက္ခဝေဒနာဖြစ်ရင်တဏှာဘလို့ဖြစ်တယ်လေဒါလေးကနည်းနည်းလေးပြောမှရမယ်ဒုက္ခဝေဒနာဖြစ်ရင်ဒါကြီးကိုပျောက်ချင်တယ်ပျောက်မှကောင်းမယ်ဆိုပြီးတော့ဒါပျောက်လို့ကောင်းတဲ့သဘောအဲ့ဒါလေးကိုရချင်တယ်ဒုက္ခဖြစ်လို့ရှိရင်ဒီရှင်ရရာကြီးရဲ့နေရာမှာကောင်းတာလေးအစားထိုးချင်တဲ့စိတ်ရှိကိုရှိနေတယ်အ ਨੇ ဆုံးဒါပျောက်သွားရင်တော့ကောင်းမယ်လို့အဲ့ဒီပျောက်သွားလို့ကောင်းတဲ့သဘောလေးကိုတန်းကိုတန်းတားတယ်အဲ့ဒါပါလေ အဲ့ဒါတဏပေါ့ဟုတ်လားအေးအဲ့ဒီဝေဒနာပြည့်စည်ရာတဏကတားရင်ရတယ်မတားရင်ဖြစ်တယ်နော်ဝိပဿနာရှုတယ်ဆိုတာအဲ့ဒါပဲဟင်ဝေဒနာကနေတဏကိုမကူးစေနဲ့လို့မဟုတ်ဘူးစတော်ကြီးတဖွာဖွာပြောတာအဲ့ဒါပဲမတားလိုက်ရင်တော့ဖြစ်မယ်နော်တားရင်တော့သူကမဖြစ်ဘူးဝေဒနာပြည့်စည်ရာတဏတဏပြည့်စည်ရာဥပါဒနာတဏဖြစ်ပြီးရင်တော့ဥပါဒနာတားလို့မရဘူးသတိကြပေါ့ဖြစ် ဥပါဒံဖြစ်ပြီးရင်ဘဝတေချာဘောဖြစ်မယ်ဘဝဖြစ်ရင်ဇာတိဇရာမရဏဒုက္ခဆက်တေချာဘောဆက်ပြီးတော့လဲပြီဟုတ်လားအဲ့တော့ဝေဒနာဘာကြောင့်ဖြစ်လဲဝေဒနာသည်အစင်းနဲ့မျက်စိနဲ့တွေ့တယ်မြင်သိသိဖြစ်တယ်အဲ့ဒီသုံးခုရဲ့အပေါင်းဖတ်တာကြောင့်ဝေဒနာဖြစ်တယ်အဲ့ဒါလိုပဲနားနဲ့အသံဇာတိစိတ်နှာခေါင်းနဲ့အနက်နန္တိစိတ်သုံးခုကလေးတွေရှိတယ်နော်အဲ့လိုပဲအရသာနဲ့ရှာနဲ့စာတိစိတ်သုံးခုရှိတယ်နော်ခန္ဓာကိုယ်နဲ့ ဖုဒ္ဓဘာယုံနဲ့အတွေ့အထိကိုတိတဲ့တွေ့ထိတိစိတ်သုံးခုရှိတယ်နော်အဲ့ဒီသုံးခုရဲ့အပေါင်းဖတ်တာကြောင့်မို့လို့ဝေဒနာဆိုတာဖြစ်တာတဲ့ဟုတ်လားဝေဒနာဆိုတာဖြစ်တာအဲ့ဒါကိုဖတ်တာကိုနားလည်အောင်လေဒီဆော်ကြီးပြောတာလေးကိုဦးစင်းပြောပြငရုတ်ဆုံလေးကိုတဲ့အတန်ငယ်6တဲ့မကြီးကြီးမှဲ့ကလေးထည့်ပြီးတော့ငရုတ်ကြွေးနဲ့ထောင်းကြည့်လိုက်ပါတဲ့ထောင်းကြည့်လိုက်တော့ အဲ့ဒီထောင်းခံလိုက်ရတဲ့မကြီးကြီးမဲ့အချောက်ကလေးလေးကနည်းနည်းလေးရှူစေးသွားတယ်။မြင်တယ်နော်။အေးငရုတ်ဆုံဆိုတာဒွါရနဲ့တူတယ်။မျက်စိနားနာလို့နဲ့တူတယ်။ငရုတ်ကြပွေဆိုတာအာယုံနဲ့တူတယ်။အရှင်းအတန်အနံ့ရတာ။ဟုတ်လား။အေးအဲ့ဒီမကြီးကြီးမဲ့ဆိုတာကတိစိတ်နဲ့တူတယ်။အဲ့ဒီသုံးခုပေါင်းပြီးလို့အဆူတက်အစိတက်ကလေးဖြစ်လာတာက ဖတ်တာနဲ့တူတယ်။ဆရာတော်ကြီးမို့ပြောတတ်တယ်နော်။ ေးအဲ့ဒီဖတ်တမှာကြိတ်ချေပေးလိုက်တဲ့ဒီအဆူတဲ့အဆေးတဲ့ကိုဝေဒနာကခံစားတာသဘောပေါက်လားအေးအဲ့တော့ဝေဒနာဆိုတာတကယ်ကတော့အာခံတုသဘောအခိုက်အတန့်ပေါ်လာတဲ့သဘောဘာနဲ့တူလဲဆိုလို့ရှိရင်အာအရာဝတ္ထုနှစ်ခုခောက်လိုက်တယ်အတန်ဘာဖြစ်လာလဲထွက်လာတယ်အတန်ဟာဒီထဲမှာလည်းမရှိဘူးလက်ထဲမှာလည်းမရှိဘူးအဲ့ဒီနှစ်ခုပုတ်တိုက်ခြင်းကိုအကြောင်းပြုပြီးတော့ထိခိုက်ခြင်းကိုအကြောင်းပြုတော့အတန်ထွက်လာအတန်ဟာအာခံတုသဘော ထိခိုက်တာမရှိရင်အတန်ပြောက်သွားတယ်။နောက်ပြီးတော့မြတ်စွာဘုရားဥပမာပေးတာကတော့ဟိုထင်းချောင်းတစ်ခုကိုပုတ်လိုက်တယ်အင်မတန်မာတဲ့ထင်းချောင်းတစ်ခုကိုပူတဲ့သဘောဖြစ်လာတယ်။အဲ့ဒီပုတ်တိုက်တဲ့သဘောရက်လိုက်တာနဲ့ပူတာမရှိတော့အဲ့ဒီပူတယ်ဆိုတာဝေဒနာဖြစ်တာနဲ့ဥပမာပေးတာ။အဲ့ဒါလိုပဲထိခိုက်ခြင်းဖတ်တာကြောင့်ခံစားချက်ဝေဒနာဆိုတာဖြစ်တယ်။သူပြောက်တယ်တဲ့ပြင်နဲ့ထင်ဝေဒနာပြောက်ရတယ်။အဲ့တော့တခါကြီးဒီမကြီးများအကြံမြင်သားလေပို့ရအောင် မမြဲသောခန္ဓာကြီးကိုအကြောင်းပြုပြီးဖြစ်သော ဝေဒနာသည်ဘယ်မှာလာပြီးတော့မြဲပါမလဲလို့ဒါလေးစဉ်းစားရတယ်။ဟုတ်လား။အေးဒါကြောင့်ထိခိုက်မှုအကြောင်းကြောင့်ဖြစ်ပေါ်လာသောခန္ဓာချက်တို့သည်ပျက်စီးသွားတယ်ပျောက်ကွယ်သွားတယ်လို့သိရတယ်။နော်။အဲ့ဒါလို့သိလို့ရှိရင်ဝေဒနာတွေရဲ့အပေါ်မှာဆွဲလန်းခြင်းနေတယ်။ဝေဒနာရဲ့အပေါ်မှာဆွဲလန်းခြင်းနေရင်ဒုက္ခနေတော့တာပဲ။နော်။ပြီးတဲ့တော့လင်္ကာလေးတစ်ခုကြားဘူးကြားလိုက်မယ်နော်။ ချမ်းသာတခုမဲ့မောမှုကြောင့်ပူပူရွာရွာဖြစ်သည်မြတ်လို့ဒုက္ခပင်လေကြေထက်ကြေသည်ရွေတိုင်းမမြောက်နိုင်ပါတကားကြားဘူးလားလူတွေလူတွေတတ္တဝါတွေတတ္တဝါတွေဒုက္ခပင်လေကြီးထဲမှာဘာကြောင့်လဲနေကြသလဲမေးရင်ချမ်းသာတခုဆိုတဲ့ဒီဒုက္ခဝေဒနာလေးကိုမဲ့မောလို့ဒုက္ခဖြစ်ရဟုတ်လားချမ်းသာတခုမဲ့မောမှုကြောင့်ပူပူရွာရွာဖြစ်သည်မြတ်လို့ပူပူရွာရွာမြင်သည်မြတ်လို့ဒုက္ခပင်လေ ကျဲထက်ကျဲသည်ရွေတိုင်းမမြောင်းနိုင်ပါတကားတဲ့ဟုတ်လားဒါကြောင့်လေဒီဆိုကြီးကတော့ရှင်းပြတယ်ဗျဝေဒနာတွေမှာတဲ့ဝေဒနာတိုင်းဝေဒနာတိုင်းမှာตาရာမှုအတ္တရာရှိတယ်အပြစ်အာရိနဝရှိတယ်ဟုတ်လားအဲ့ဒါကိုဥစဉ်နေနေရှင်းပြမယ်ဒုက္ခဝေဒနာသောမနတဝေဒနာဟာဖြစ်ပေါ်နေခြင်းမှာအတ္တရာဖြစ်တယ်ပျက်စီးသွားတာနဲ့တကယ်တည်းအာရိနဝဖြစ်တယ်နားလည်လား ဒုက္ခဝေဒနာသောမနတဝေဒနာသည်ဖြစ်နေတဲ့အချိန်မှာချမ်းသာတယ်ပြက်သွားရင်ဆင်းရဲတယ်ဒါပြောတာနော်အတ္တရဆိုတာตายရတဲ့အကောင်းတာချမ်းသာတာကိုပြောတာအာရိနဝဆိုတာဆင်းရဲတာအပြစ်ကိုပြောတာဟုတ်လားဒုက္ခဝေဒနာသောမနတဝေဒနာကြတော့ဖြစ်ပေါ်နေစဲမှာအာရိနဝအပြစ်ရှိတယ်ဆင်းရဲတယ်ပြက်သွားပြီဆိုရင်ချမ်းသာတယ်အတ္တရဖြစ်တယ်သဘောပေါက်လားဟင်ဒုက္ခသည်ဖြစ်နေတော့မှဆင်းရဲတယ်ပြက်သွားရင်ချမ်းသာတယ် ရှင်တို့ကြီးကဒါကိုပြောတာနော်အတ္တာရပြက်သွားရင်သူတို့ပြက်သွားရင်နေသားထိုင်တာရှိသွားတာအကိုဟုတ်လားဒါကြောင့်ဆိုတော့ကြီးဆက်ပြောတာတွေကိုဘုသူတ္တဆက်ပြောမယ်အတ္တာရတာယာဘွယ်တိုင်းတာယာဘွယ်တိုင်းမှာ အာဒီနဝဆိုတဲ့အပြစ်ကရှင်းနောက်နှစ်ချက်ညှက်ထားတယ်တဲ့ဟုတ်ဒါလေးကိုနည်းနည်းလေးအာယုံဆိုင်ပြီးတော့နားထောင်ကိုဘဝအကြောင်းကိုပြောနေတာနော်ဟုတ်လားတာယာဘွယ်ရာတိုင်းတာယာဘွယ်ရာတိုင်းမှာအပြစ်ကရှင်းတဲ့နောက်နဲ့နှစ်ခုညှက်ပိတ်ထားတယ်တဲ့ ဆိုကြပါစို့တဲ့ထမင်းစားခြင်းဆိုတဲ့ตาယာမှုကိုအပြစ်တွေကရှေ့နဲ့နောက်နဲ့ညှက်ထားတယ်ထမင်းချက်ရတယ်ဒီဆံကိုရအောင်ရှာရတယ်ဒါဟာအကောင်းလားအဆိုးလားရှာရတာဟာဆင်းရဲလားချမ်းသာလားဆင်းရဲတာဘောဗျာအလကားရရင်ကောင်းတာဘောအလကားရလားမရဘူးထမင်းကဒီတိုင်းကြီးဘွားကနေပေါ်လာရင်ကောင်းတာဘောမိဘဘုံမှာတင်ပြီးပြက်တယ်ဘယ်နဲ့လုံမလဲအဲ့ဒါဆင်းရဲတာဘောဟုတ်လားရှာရတယ်ဖွေရတယ်ချက်ရတယ်ပြုတ်ရတယ်ပြင်ရတယ်ဆင်းရဲတယ်ဒုက္ခနဲ့စတာတယ် ตายามุမလာသေးဘူးตายามุမလာသေးဘူးတွင်စားဘာနဲ့စတာတော့ဒုက္ခခလေကောင်ကမှလာလိမ့်မယ်ตายาဘွယ်စားလိုက်ပြီးသိမ့်မကြဘူးတွင်စားကြီးကအကြာကြီးပဂတိတွင်စားကတော့ကျင်ကျင်ကလေးခလေကောင်ကအကြာကြီးတွင်ပိတ်ကကျင်ကျင်ကလေးခုကအဲ့လိုမဟုတ်ဘူးအစဒုက္ခကအကြီးကြီးစတာတယ်ရှားရတဲ့အချိန်နဲ့စားရတဲ့အချိန်နဲ့မနှိုင်းစာလောက်အောင်ကွာချတယ်စားတဲ့အချိန်လေးကတခင့်မှခဏလေး တချို့များဆိုရင်ဟိုတော်ဒီဘာတွေတက်ပြီးတော့တောင်းသိမ့်ချီပြီးတော့စားကြတယ်အံဩဘမင်းတကမာကြီးတွေအေးအဲ့ဒီตายာဘွယ်မလာသေးဘူးရှာရတဲ့ဒုက္ခရှိကဒူးနေတယ်နဲ့ဖြစ်နေပြီ။ gain စားလိုက်ပြီးตายာဘွယ်လေးစက္ကန့်ပိုင်းတွေမိနစ်ပိုင်းတွေပြီးပြီ။အပြီးရင်ဘာဖြစ်တော့လာပြီးအာရိနဝနောက်ကအပြစ်ပိုက်ထဲရောက်သွားတဲ့အစာမကြည်ရင်ဒုက္ခသေတောင်သိနိုင်တယ်နော်။ဟုတ်လားအဲ့ဒီအစာကဘာတွေထွက်လာမှာတော့ချွေးတွေအညစ်အကြေးတွေကျင်ကြီးတွေကျင်ငယ်တွေဖြစ်မယ်ဒါပဲဟုတ်လား ေးအဲ့ဒီအစာရှာတော့မှမတုံမတရားရှာထားမယ်ဆိုရင်စားပြီးတဲ့နောက်ခံရအောင်မယ်အပေတောင်ကြနိုင်တယ်ကဲအဲ့ဒါပါလဲဒုက္ခနဲ့စတယ်ဒုက္ခနဲ့ဆုံးတယ်ตาယာမှုအတ္တရသေးသေးလေးကိုအပြစ်အာရဏဝကရှင်းအောင်ညှက်နေတယ်တဲ့ဆရာတော်ကြီးကတော့စေတနာတွေနဲ့ရှင်းပြတယ်ဗျမြမာဖြစ်တဲ့ဒုက္ခမြမာဖြစ်နေတာတိတ်ချမ်းတာလေဟုတ်တယ်သို့သောဘာနဲ့စဒုက္ခနဲ့စ မြမာဖြစ်အောင်သီလရှိရတယ်တမာရရှိရတယ်ဇံရအောင်တိုးထဲမှာအကြာကြီးကျင့်ရတယ်နော်အဲ့ဒီဇံကိုမပြက်အောင်ဆောင်ရတယ်လူတရားကိုတယောက်မရဘူးအဲ့ဒီကိစ္စဟုတ်လားဒုက္ခတွေအကြီးကြီးနဲ့လောက်ရတယ်လောက်တာတော့ကုသိုလ်လောက်တာပဲအဲ့ဒီကုသိုလ်လောက်တာလည်းဒုက္ခမှုပဲနော်မလုံရင်မဖြစ်လို့လောက်ရတယ်မလုံရင်ပိုးရှင်ရမှမို့လို့လောက်ရတာမလုံဘဲနဲ့ရဘလောက်ကောင်းအောင်မလုံဘဲနဲ့ရလားအခုဒါနပြုရတာလည်းပဲဒုက္ခမှုကြီးပဲသီလဆောက်တည်ရတာလည်းဒုက္ခမှုကြီးပဲ မလှဘဲနဲ့နတ်ပြည်ရောက်မှဆိုဘယ်သူမှမလှဘူး။သီလမဆောက်တည်ဘဲနဲ့နတ်ပြည်ရောက်မှဆိုဘယ်သူမှသီလမဆောက်တည်။မဆောက်တည်ရင်မလှရင်ပိုးဆိုးမှဆိုလို့လုံရတာ။ဒါကိုဆရာကြီးကနာမည်တက်တယ်။မနေသာလို့လုံရတဲ့အလုပ်တွေပါတဲ့။ဟမ်ပိတ်သက်ကြီးကောင်းလားဆိုးလား။ဆိုးလို့မလှဘဲမနေနဲ့နော်။ပုထုရှင်ကုသိုလ်မလုပ်ရင်ဘာဖြစ်မလို့။အကုသိုလ်ဖြစ်မယ်။ပိုးဆိုးတာဖြစ်မယ်။အာဟုတ်လားပြီကုသိုလ်တို့ရှောင်လိုက်မလို့မအောင်မင်းနဲ့။ကုသိုလ်ရှောင်ရင်ဘာနဲ့တိုးမှာလဲ။အကုသိုလ်နဲ့တိုးမယ်။အဲ့ဒီကြမှာအပေလေးပါဆုံးဆုံးမြုပ်။ ုတ်လားအေးအဲ့တော့မြမဖြစ်အောင်လုပ်ရတဲ့ဘာလဲဒုက္ခသိသလားမသိဘူးမြမဆိုတဲ့အတ္တာရတာယာပွဲလေးဖြစ်တယ်ပြီးတော့ပြည့်စည်သွားတယ်သေဆုံးသွားတယ်ဒုက္ခနဲ့ဆုံးသွားတယ်ဟုတ်လားအဲ့တော့ဒကာဓမ္မတို့အခုလူဘဝရဲ့တာယာပွဲအိမ်တော်သားမွေးဘဝစဉ်းစားကြည့်စမ်းပါတာယာမှုကလေးတစ်ခေတ်မှနည်းနည်းလေးနော်ရှာရတယ်ဖွေရတယ်ဆုရတယ်ဆောင်းရတယ်အထုပ်အထည်လေးရအောင်လေတချို့များဆိုရင်အိမ်တော်ပြုတော့မယ်ဆိုရင်အနှစ်နှစ်လလကဆုဆောင်းရတယ် ဒါလေးပျက်စီးသွားဆိုချုပ်ငိုရတယ်အလုတ်အကင်ရှာရတယ်အလုတ်ကအရှင်မပြေပါမလားတောကပရိဒီဝအမြဲတမ်းဖြစ်ရတယ်ဟိုဒုက္ခကဘယ်မှနေမှမသိသေးဘူးဟုတ်လားပြီးပြီဆိုတော့ဆောင်းလျှောက်ရတယ်ကာဝယ်ရတယ်ထိမ့်သိမ့်ရတယ်ကိုထင်တဲ့အတိုင်းမဖြစ်တော့ငိုရတယ်ယူရတယ်ပြီးတော့လည်းပဲအိုမယ်နားမယ်သေမယ်ဟုတ်လားအဲ့တော့တာယာမှုတိုင်းတာယာမှုတိုင်းမှာအပြစ်တွေက ရှေ့နဲ့နောက်နဲ့နှစ်ချက်နှစ်ချက်ညှက်နေတယ်ဟုတ်လား ဒီตายาမှုကိုသာမလိုချင်ဘူးဆိုလို့ရှိရင်ရှင်းတော့ညက်တဲ့ဒုက္ခတွေရှိကိုမရှိဒုက္ခကိုမက်လို့ဒုက္ခနဲ့တွေ့ရလားပိတ္တိဘာကိုမက်လို့ဘာနဲ့တွေ့ရလဲဘဇူကပူကြောက်เสียကောင်းလို့ဘဇူကပူကြောက်เสียကောင်းတယ်ဟာအဖြေကနှမျိုးဖြစ်နေတယ်နှစ်ခုလုံးကြောက်เสียကောင်းတယ်ဗျာကဲဟုတ်လားဟင်ဆရာတော်ကြီးကဥပမာပေးတယ်ဗျာตายาမှုဆိုတဲ့ဒုက္ခဝေဒနာဟာ ဖမ်းဆီးပြီးတော့ခြိတုံနှောင်ထားတဲ့လူနဲ့တူတယ်။ကိုမှဆွေးကြပါဆိုရန်သူနှစ်ယောက်ရှိတယ်။တယောက်သောရန်သူကကိုကိုမလှုပ်နိုင်အောင်ဖမ်းတယ်။တဏျာကလည်းအမိဖမ်းတယ်။ထောင်ချောက်ဆင်းပြီးတော့ဖျားယောင်းပြီးတော့ဖမ်းတယ်။ပြီးတော့လက်တွေခြေတွေမလှုပ်နိုင်အောင်ကျိုးနဲ့တုတ်ထားတယ်။ဒါကတယောက်ကလှုပ်တယ်။နောက်တယောက်ကဖမ်းဆီးပြီးတော့မလှုပ်နိုင်တဲ့လူကိုအသေးရိုက်တတ်တယ်။နှစ်ယောက်နှစ်ယောက်နော်။ဘယ်သူကကြောက်เสียကောင်းလဲ။နှစ်ယောက်လုံးကြောက်เสียကောင်းလဲ။အေးဖမ်းပေးတဲ့လူကဘယ်သူလဲဆိုဒုက္ခဝေဒနာကဖမ်းပေးတာ။ ကောင်းတယ်နော်မင်းတို့ငါ့ကိုလိုချင်ကြသူကထောင်လျှောက်ဆင်ပြီးတော့ဖမ်းတာကိုကလည်းမသိပဲနဲ့ဘူးမသိဘာမသိနဲ့သွားပြီးတော့ရချင်းရောအဲ့ဒီမှာဒုက္ခကကိုယ့်ကိုအသေးတတ်တာဟုတ်ရဲ့လားအဲ့တော့ဒုက္ခဝေဒနာဒုက္ခဝေဒနာအဲ့ဒါလို့ဆက်ဆက်မှုကလေးတွေသဘောပေါက်တယ်နော်ဒါကြောင့်ဝေဒနာဟာအခိုက်အတန့်ပဲဧည့်သည်ပဲမကြခင်ပြန်ရှင်းသွားမှလို့သိရင်အဲ့ဒီဒုက္ခဝေဒနာကိုဆွဲလန်းတဲ့သဘောနည်းမနည်းဒုက္ခဝေဒနာကိုဆွဲလန်းမှုနည်းရင်ရအောင်လုပ်ရတဲ့ဒုက္ခနည်းမနည်း အဲဒုက္ခကိုမကြိုက်လေလေဒုက္ခနဲ့ဝေးလေလေဒုက္ခကိုကြိုက်လေလေဒုက္ခနဲ့နီးလေလေအဲ့ဒါကိုကြိုက်တဲ့လမ်းရွေးကြရုံရှိတာဟင်ဒကမကြီးတရားကပြောရတာစိတ်ပါလက်ပါတော့ရှိပါတယ်ဒကမကြီးများလည်းစိတ်ပါပုံရပါတယ်ဟုတ်လားဟင်အဲ့တော့ဒုတိယပြောလိုက်တဲ့ဧည့်သည်ကဘာလဲခန္ဓာဇယပေါ်မှာဝေဒနာဧည့်သည်များဝေဒနာရဲ့အကြောင်းကိုသိရရင်အင်မတန်အကျိုးရှိတယ်ဆိုတာအဲ့ဒါကိုပြောတာဝေဒနာသည်တည်ငါပဲဘာဆွဲလန်းစရာမှမရှိဘူး လကားတက်တက်ပုံကြီးချဲ့နေတာဒါကိုငါနားမလဲလို့ရှိရင်ဒီထောင်ချောက်ထဲကိုငါမိပြီးတော့ဒီဒုက္ခဝေဒနာကငါ့ကိုကောင်းကောင်းလေပင်ညှင်မာလို့ကိုသိတယ်ဟုတ်လားဒါကြောင့်ဒီချမ်းသာကြောင့်နီလန်းကိုမိတ်မပြင်းနဲ့ဟင်ချမ်းသာခြင်းဝေဒနာရဲ့အကြောင်းကိုကောင်းကောင်းသိအောင်လို့ဟုတ်ရဲ့လားမိပြစ်တဲ့လူတွေရှိတယ်ဦးဇင်းတို့မြတ်စွာဘုရားလက်ထက်ကအကြောင်းအရာလေးတစ်ခုပြောပြမယ်တရားကသဘောတရားတွေကြီးရှင်းပြနေရင်ညီးငွေမှလည်းဇိုးရတယ် တရားမင်းကြီးကတဲ့မြတ်စွာဘုရားကိုလာမေးတယ်တဲ့အရှင်ဘုရားတတ္တဝါတွေအလုံးဟာအလိုဆန္ဒကြောင့်ဒုက္ခရောက်နေတယ်လို့သူသိတယ်တဏှာလောဘကြောင့်ဒုက္ခရောက်တယ်လို့တရားမင်းကြီးသိတယ်ဒါကြောင့်ဒုက္ခငြိမ်းချောင်ဖြစ်တဲ့တဏှာငြိမ်းတဲ့အဖြစ်မျိုးကိုရကျင်နေဆိုရင်တနည်းအားဖြင့်တဏှာကင်းကျင်နေဆိုရင်ဘလို့ကျင့်ရမလဲလို့မြတ်စွာဘုရားကိုလာမေးတယ်မေးတော့မြတ်စွာဘုရားကတဏှာကင်းကျင်နေဆိုလို့ရှိရင်ဝေဒနာတို့ရဲ့မမြဲတဲ့သဘော အခိုက်အတန့်သဘောဝေဒနာတို့ရဲ့ပျက်စီးသွားတဲ့သဘောကိုမြင်အောင်ကြည့်လေလို့အတူချုပ်ဒါဥစဉ်ကအတူချုပ်ပြောလိုက်တာနော်အဲ့ဒါလိုဝေဒနာရဲ့အကြောင်းကိုကောင်းကောင်းသိအောင်လို့လို့မြတ်စွာဘုရားကနှီးပေးတာအဲ့ဒီမှာသဘောချပြီးတော့ကြာမင်းကြီးပြန်သွားတာမပြန်သေးခင်မှာသူကတာရုတွေပါလေခေါ်တယ်အဲ့ဒီတာရုခေါ်တဲ့အတန်ကိုအဘိညာဉ်နဲ့ရှင်မာမောက္ကလံကြားတယ်ကြားတော့ကြာမင်းလည်းပြန်သွားရောဘလောက်ကောင်းတဲ့တရားကိုဘလောက်ကြိုက်လို့မြန်ကြာမင်းကတာရုခေါ်လဲမသိဘူး နောက်ကနေလိုက်သွားတာအဲ့ဒီတရားကိုမေးမလို့ဟိုမှာရောက်တော့သူကအေယာဝန်ရှင်ပေါ်မှာနတ်သမီးတွေနဲ့ဥယျာဉ်ထဲမှာအဲ့ဒီတော့ရှင်မမောက်ကလန်ကြွလာတော့ယဟန္တာဆိုတော့အိန္ဒိယကလည်းသိရနေတာပေါ့ဟုတ်လားအဲ့တော့တရားမင်းကြီးကရှက်တယ်ဘုန်းကြီးကိုမြင်လို့ရှက်တဲ့ကြောင်းတကာလို့ပေါ့ဟုတ်လားအေးအဲ့ဒီမှာအရှင်ဘုရားကြွပါဘုရားဆိုတော့ရှင်မမောက်ကလန်ကတရားမင်းစိုးစိုးတုန်းကတာရုခေါ်တန်ကြားတယ်တရားကိုသိကြိုက်ပုံရတယ်မြတ်စွာဘုရားဘာဟောသွားလဲတဲ့ မေးတာဗျအာဩစရာကောင်းတယ်နော်စောစောကမှตาဘူးခေါ်ခဲ့တာကြိုက်လွန်းလို့အဲ့ဒါမေးသွားပြီတဲ့ပြောတတော်တရားဆိုတာဉာဏ်အင်မတန်ကောင်းတယ်လူပေါင်းတထောင်ကပြဿနာတထောင်ကိုတယောက်တယောက်ပြဿနာတစ်ခုစီကိုတပြိုင်တည်းပဲတစ်ခါလဲဖြေနိုင်တယ်တရားရဲ့ဉာဏ်အဲ့ဒီလောက်ဉာဏ်ကြီးတဲ့တရားမင်းကာမအာယုန်ကြီးရတဲ့ရောက်တော့ဉာဏ်တွေကမှေးမိန်ကုန်ရောမမှတ်မိတော့အဲ့တော့သူကရှက်တယ် ချက်တော့ဘာလို့လဲအရှင်ဖုရားကြွပါဖုရားဆိုဝေဇန္တာပြတ်တက်ကြီးမြင့်သွားပြီးတော့ဘလောက်ခမ်းနားတယ်ဘလောက်ကြီးကြီးတယ်ရှောက်ကြွားတာအဲ့ဒီမှာရှင်မမောက္ကလံကအလွန်အမေ့တန်တဲ့စကားပဲဆိုပြီးတော့ဝေဇန္တာပြတ်တက်ကိုတုံနှုတ်တဲ့သဘောဖြစ်အောင်တကောအရှိရင်နဲ့ဖန်တီးတယ်အဲ့ဒီမှာသူ့ပြတ်တက်ကြီးပြိုကျတော့မလို့ရုတ်တရက်သူထင်သွားပြီးတော့ကြောက်သွားတာကြောက်တာနဲ့တပြိုင်တည်းထဲမြတ်စွာဘုရားဘာဟောတယ်ဆိုတာတခါလေးပြန်ပေါ်တယ်တံဝေကဆိုတာ ပိဋကရဝရိယကိုဖြစ်စေတယ်တရားကိုတတိယစေတယ်တရားမင်းကတော့ပြတ်တက်ကြီးလှုပ်မှချမ်းသာကြောင့်တရားကိုပြန်ပြီးတော့တတိယလာတရားတော်မတို့ဥစဉ်တို့တွေအခုချမ်းသာကြောင့်တရားကိုဖရားဟောထားခဲ့တာကိုဥစဉ်တို့ပြောပါတယ်မိမဖြစ်ပါနဲ့တကယ်လို့မိဖြစ်တယ်ဆိုရင်လည်းတရားကတော့ဝေဇန္တာပြတ်တက်ကြီးလှုပ်မှတတိယလာတို့ကပဲချိန်ကြမှာတတိယမှာတို့ဟမ်ဒေဂန်လေးကြောင့်လည်းဒေသာဘောတတိယပါလိမ့်မယ်ဟုတ်လားအဲ့ကြတော်တော်ကြောက်ရွံ့ကောင်းသွားပြီလေဟင်ဒီကမာကြီးများ ေးဒါကြောင့်ဒီကမ္မထန်တရားကိုစကြာမင်းနဲ့နာခဲ့ဘူးတဲ့နော်